တိန်ကတုသမီ channel ကို နားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ဇတ်တော်ကြီးဆဲပွဲတဲကဝိဒူရာဇတ်တော်အကြောင်းကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်ဝိဒူရာဇတ်တော်လုံလေပြီးသောအခါကုတုတိုင်းအိနန္ဒပရဏဂိုပြည်၌တနင်ဇယောမင်းသည်စိုးစံသည် ထိုမင်းဤပညာရှိအမတ်သည်ဖျားလောင်းဝိဒူရာဖြစ်သည်ထိုဝိဒူရာအမတ်သည်တာယာစွာသောစကားဖြင့်လူအပေါင်းတို့အားတရားဟောလေရှိသည်ဇပူဒီပါကျုံးအပြင်၌ရှိကြသောမင်းအပေါင်းတို့သည်မိမိတို့ပြည်သို့ပင်မပြန်ဘဲဝိဒူရာသူခမင်းဤတာယာလှစွာသောတရားတန်ကိုကြည်ညိုတတ်မှတ်စွာနာကြားကြသည် ထိုအချိန်တွင်ဘာယာနတိပြည်၌ ပုံနာတကြွယ်၄ယောက်တို့ရှိသည် ထိုပုံနာတကြွယ်၄ဦးသည်အဆွေခင်မုန်းများဖြစ်ကြသည်ပုံနာတကြွယ်၄ဦးတို့သည်ကာမဂုဏ်၌အဖြစ်ကိုမြင်၍များစွာသောစီးစိမ်ကိုစွန်ကာဟိမဝနာသို့တွား၍ယတိယဟန်ပြူကြလေသည် ပုံနာတကြွယ်ယတိယဟန်၄ပါးတို့သည် ဟိမဝနာ၌ကာလရှည်ကြစွာနေပြီးနောက်မြို့ရွာစနပုံများသို့လှည့်လည်သွားကြရာ အင်္ဂတိုင်းစံပါနဂိုပြည်မင်းဤဥယင်သူရောက်ရှိကြလေသည်ထိုမြို့တွင်ရှိသောတကြွယ်မိတ်ဆွေလေးဦးတို့သည် ထိုရသေးတို့အားတွေ့မြင်ကကြည်ညိုတရားစိဖြစ်ပေါ်လာကြသည် ထို့ကြောင့်တကြွယ်လေးဦးတို့သည် ရသေးတို့ထံမှတပိတ်ကိုယူပြီးမိမိတို့အိမ်သို့ပင်ဆောင်ကကိုးကွယ်ကြလေသည်ရသေးတို့လည်းနေ့အခါတွင်တပါးသည်နှက်ပြီးတပါးကဂလုံးပြီးတပါးကနဂါးပြီး ကြံတပါသည်အိန္ဒပရနဂူပြည်၌ဒနိန်စယောမြင်းဤမိကစိန်အမည်ရှိသောဥယင်တို့အတီးတီးတွားရောက်အနာယူကြသည် ထိုယသိလေးပါတို့သည်မိမိဤတကာနေအိမ်သို့ပြန်ရောက်သောအခါမိမိတွေ့မြင်ခဲ့သော စီးစိန်ချမ်းသာကိုအတီးတီးချီးမွမ်းပြောဆိုသည်တကြွေလေးယောက်တို့သည်မိမိတို့ဤဆရာယသိချီးမွမ်းသော စီးစိန်အတီးတီးကို အလိုရှိကြလေသည် ထို့ကြောင့်တကြွယ်လေးဦးတို့သည် အလှပေးခြင်းသီလစောက်တည်ခြင်းအစားရှိသောကောင်းမှုကုသိုလ်များပြုကြသည်တကြွယ်လေးဦးကြွယ်လွန်သောအခါတကြားအဖြစ်ကိုတောင်းတသောတကြွယ်သည်တကြားဖြစ်သည်ငကားအဖြစ်ကိုတောင်းတသောတကြွယ်သည်သားမယားနှင့်တကားငကားဖြစ်လေသည်ကလုံးဝင်းစည်းစိမ်ကို တောင်းတသောတကြွယ်သည် လက်ပံထောင်ပိမှန်၌ကလုံးဝင်းဖြစ်လေသည် ကောဒက်ပြမင်းစီစဉ်ကို တောင်းတသောတကြွယ်သည်တနင်စယောမင်းဤမိဖုရားကြီးဝန်း၌ပဋိတ္တိတည်နေသည်ယတိလေးပါတို့သည် ပြမပြီး၌တည်လေသည် ကောဒက်ပြမင်းသားအွေရောက်ချင်းတွင်ခမည်းတော်နှရွာဆန်သည်ဖြင့်မင်းကျင်တရားနှင့်အညီမင်းပြူလေသည် ဥပုံနေတနေ၌ကောရပြမင်းကြီးသည်ဥပုံဆောက်တီးပြီးယဟန်တရားပွားရန်အတွက်မိကစိန်ဥယင်သို့သွား၏။တကြားမင်း၊နဂါမင်းနှင့်ဂလုံမင်းတို့သည်လည်းဥပုံသီလာဆောက်တီးကယဟန်တရားပွားများရန်အတွက်ထိုဥယင်သို့ရောက်ရှိလာကတင့်ရအရ၌နေရာယူကြသည်။ ချုံမင်းလေးပါတို့သည်ညနေချမ်းအခါတွေ့ကြုံကြလေသည်ရှေ့ကတကြွယ်လေးဦးဘဝအဆွေခင်မုန်းဖြစ်ဘူးသောကြောင့်ချစ်ခင်ကျင်နာဝမ်းမြောက်စွာတာယာစကားဆိုကြသည်တကြာမင်းသည် မင်္ဂလာရှိသောကြောက်ဖြာထနိုင်နေ၏ကျမ်းမင်းသုံးပါတို့သည်လည်းတင့်ရာအယံ၌နေကြသည် ထို့နောက်တကြာမင်းကမင်းသုံးပါတို့အားမိမိတို့လေးဦးစောက်တီးခဲ့သောသီလာများအနံမြည်သူဤသီလာသည်မြတ်သည်ဟုထင်သည်ဟုမေးသည် နဂါမင်းဂလုံမင်းနှင့်ကောရပြမင်းတို့သည်မိမိတို့စောက်တီးခဲ့သောတီလာသားလင်အမျက်ဆုံးဖြစ်ကြောင်းဥပမာများဖြင့်အသီးသီးဆိုကြလေသည် ထိုအခါတကြမင်းကလည်းမိမိဤတီလာသည်သာလင်အမျက်ဆုံးဖြစ်သည်ဟုဆိုကညင်းခုံကြလေသည်ကောရပြမင်းကြီးကညင်းခုံခြင်းမပြုဘဲမိမိဤပညာရှိသူခမိန်ဝိဒူရာဤအဆုံးအဖြတ်ယူရန်အကြံပေးသည်ကို အားလုံးသဘောတူကြသဖြင့်ဥယျံတော်ထဲမှထွက်ခဲ၍ဝိတူရာတရားစီရင်ဆုံးဖြတ်ရာတပင်သို့သွားကြလေသည်မြတ်သောပလင်ကိုတစားစင်၍ ဝိဒူရာအမတ်သူခမိန်ကိုပလင်ထက်နိုင်နေစေပြီးမိမိတို့ယုံမားသောပြတနာကိုမေးကြလေသည်နဂါမင်းသည်အမျက်ထွက်တင်သောသူကိုအမျက်မထွက်ဘဲတီးခံခြင်းကိုချီးမွမ်း၏ဂလုံမင်းသည်အစာစာလောင်မွတ်တိတ်တော်လဲအစာကိုအကြောင်းပြု၍မကောင်းမှုကိုမပြုဘဲရှောင်ခြင်းကိုချီးမွမ်းသည်တရားမင်းသည်ကာမဂုဏ်၅ပါးတို့၌မွေလျောခြင်းပျော်ပါးခြင်းမှဖယ်ခြင်းခြင်းကိုချီးမွမ်းသည် ကောရပြမင်းသည်ကြောင်ကြောင်မှုမရှိသောအဖြစ်ကိုချီးမွမ်း၏ထိုသီလာတို့အနက်အမျက်ဆုံးသီလာကိုဝိဒူရာအမန်အားဟုတ်မှန်သည့်အတိုင်းဆုံးဖြတ်စေလေသည်ဝိဒူရာသူခမိန်သည် စကားလေးကွန်းကိုကြားလင်တီးခန့်ခြင်းအစာကြောင့်မကောင်းမှုကိုမပြုခြင်းကာမဂုဏ်၌မွေ့လျော်ခြင်းမှရှောင်ခြင်းခြင်းကြောင်ကြောင်မှုမရှိခြင်းစသည့်ဂုဏ်လေးပါးနှင့်ပြည့်စုံသူကိုဤလူပြည်၌ငြိမ်းချမ်းသောသူဟူ၍ပညာရှိတို့ကဆိုကြကုန်သည် ထို့ကြောင့်မင်းလေးပါဤသီလသည်ထတ်တူပင်ဖြစ်ကြောင်းရှင်းလင်းပြောကြားဆုံးဖြတ်ပေးသည် ထိုစကားကိုကြားလျင်မင်းလေးပါတို့သည်များစွာ နှစ်သက်ဝမ်းမြောက်ကြသဖြင့်ဝိဒူရာသူခမိန်အားအတီးတီးချီးမြောက်ကြသည်တကြားမင်းသည်ဝိဒူရာအမတ်အားဘွဲဖြူပစိုးဂလုံးမင်းသည် ရွှေပန်းနဂါမင်းသည်ဗဒမြကောရပြမင်းသည်နှုတ်ညင်နွားမတထောင်နွားလာအုတ်တဖာ စင်မြင်းတိန်တော်မင်းကတော်ရထားဆယ်စီရွာကြီး၁၆ရွာတို့ကိုအတီးတီးပူဇော်ကြသည် ထို့နောက်မင်းလေးပါတို့သည်မိမိတို့နေရပြည်နယ်အတီးတီးတို့ပြန်ကြလေသည် ထိုမင်းလေးပါတို့တွင်ဝရုဏနဂါမင်း၏မိဖုရားကြီးသည်နဂါမဝိမလာဒေဝီဖြစ်သည်နဂါမင်းသည်လူပြည်မှပြန်ရောက်သောအခါလဲ၌ဆင်သောဗဒမ ्या ကိုမတွေ့၍ ဝိမလာဒေဝီကမေး၏ဝိဒူရာ၏တရားစကားကိုကြားနာရ၍အလုံးကြည်ညိုတရားစိတ်ဖြစ်ပေါ်ကပဒများဖြင့်ပူဇော်ခဲ့ကြောင်းမိမိသားမကတကြားမင်းဂလုံမင်းနှင့်ကောရပြမင်းတို့လည်းအတီးတီးပူဇော်ခဲ့ကြကြောင်းနှင့်ဝိဒူရာသူခမိန်၏ဂုံဂျေဇူးကိုချီးမွန်ပြောဆိုသည်ဝိမလာဒေဝီမိဖုရားလည်းဝိဒူရာသူခမိန်ကိုအလုံးကြည်ညိုက သူခမိန်ဤတရားကို나ယူလိုစိတ်ပြင်ပြခဲ့လေသည်ထို့ကြောင့်မင်းကြီးအားပင့်ခေါ်ပေးတော်မူပါဟုဆိုရာပင့်ဆောင်ခြင်းမပြု၍နာမကျမ်းဟန်ပြုလေသည်နဂါမင်းကြီးကစိုးရိမ်စိတ်ဖြင့်မေးမြန်းသောဝိဒူရာသူခမိန်ဤနှလုံးသားကိုယာမအသက်ရှင်မည်ဖြစ်ကြောင်းစကားဆိုလေသည်နဂါမင်းကြီးသည်ကြံရမရဖြစ်နေချိန်တွင်သမီးတော်အိယံတဒီသည်အခါစားဝင်လာသည် သမီးတော်ကခမီးတော်၏အခက်အခဲကိုမေးမြန်းလေသည်ထိုအခါနဂါမင်းကအကြောင်းစုံကိုပြောပြပြီးဝိဒူရာသူခမိန်အားခေါ်ဆောင်နိုင်မည့်လင်ယောက်ျားကိုရှာဖွေခိုင်းလေသည်အိယံတဒီသည်ခမီးတော်အားနှစ်သိမ့်ပြီးမေတော်အားတွားရောက်တွေ့ဆုံနှစ်သိမ့်ပြန်သည် ထို့နောက်ပန်းအထဲကိုဝိလျံပန်းတပတ်ကိုပခုံးတစ်ဖက်၌တင်၍ဟိမဝနာအယံတမုတ်တရားနာရှိ ကာလအမီရှိမျက်စင်းတောင်သို့သွားလေသည်တထောင်လုံးကိုပဒမားစုကဲ့သို့ရှုခြင်းစပွဲတစားဆင်ပြီးတောင်ထွန်၌ပန်းအခင်းကိုခင်း၍နှစ်လိုပွဲတာယာစွာသောတချင်းကိုဆိုးလေသည်တချင်းဤအမီမှာဝိဓူရာသူခမိန်ဤနှလုံးသားကိုတရားသဖြင့်ရရှိအောင်ယူဆောင်ပေးနိုင်သူအားလင်းယောက်ျားအဖြစ်လက်ထပ်မည်ဟူ၍ဖြစ်သည် ထိုအခါဘလူးတို့အစီဝေးသို့သွားတော့ဝတ်တဝန်နောက်မင်းကြီးဤတူတော်ဆက်သူဘလူးစစ်သူကြီးပုံနကသည် မင်းသမီးဤတချင်းတန်ကိုကြားလေသည် ပုံနကဘလူးသည်အိဒရန်နရီဤတချင်းတန်ကိုကြားသောအခါမင်းသမီးအားနှစ်သက်တတ်မှတ်ခြင်းဖြစ်ပေါ်ကမင်းကိုရက်လေသည်မိမိဤပညာစွမ်းဖြင့်ဝိတူရာနှလုံးသားကိုရစေမည်ဖြစ်ကြောင်းပြောဆိုသည် ထိုအခါမင်းသမီးသည် ဖခင်နဂါမင်းကြီးထံသို့ပုံနကအားခေါ်သွားလေသည် ဝရုဏနဂါမင်းနှင့်ဝိမလာဒေဝီတို့၏ရှေးမောက်သို့ရောက်သောအခါဝိဒူရာသူခမိန်၏နှလုံးသားကို ယူဆောင်ပေးပါမည်။အိရန်နဒီနှင့်ထိမ်းမြားပင်းရန်ပုံနဂနတ်ဘီလူကတောင်းဆိုလေသည်။နဂါမင်းကဝိဒူရာနှလုံးသားကိုယူဆောင်ပေးနိုင်ပါကဂတိအတိုင်းပြုမည်ဖြစ်ကြောင်းဝန်ခံကပုံနဂနတ်ဘီလူအားဝိဒူရာသူခမိန်ရှိရာအရက်ကိုညွှန်ပြလိုက်လေသည်။ထို့နောက်ပုံနဂနတ်ဘီလူသည်ဥယီတော် ဝေတဝန်နမင်းကြီးထံအခါစားဝင်ရောက်၍ခွင့်ပန်းလေသည်ဝေတဝန်နမင်းကြီးသည်နတ်နှစ်ပါးတို့၏ဗိမ္မာအလူအယက်တရားကိုစီရင်ဆုံးဖြတ်နေစေဖြစ်၍ ပုံနဂဤတင်လျှောက်ချက်များကို မကြားပေပုံနဂသည်မိမိစကားကိုဥဤတော်မကြားမှန်းသည့်သဖြင့်တရားနိုင်သောနတ်ဤအနည်းတို့ချင်းကပ်၍နေသည်ဘုဒ္ဓဝန်နမင်းသည်တရားနိုင်သောနတ်ကိုတင်ယခုသွားလောက်ဟုဆိုသောအခါပုံနဂသည် အချို့သောနတ်တို့အားဥဤတော်ငါအားသွားခွင့်ပြုသည်ကိုကြားကြကုန်လောက်ဟုတတ်သေးပြုလေသည် ထို့နောက်ပုံနဂနတ်ဘီလူသည် မနှောမယတိန်တော်မြင့်ရင်ဖြင့်ကောင်းကင်ခရီးမှနှင်လေသည် ထိုးသို့သွားနေစဉ်ပုံနကသည်ဝိဒူရာသူခမေဤနှလုံးသားကိုရယူနိုင်ရန်အတွက်ကြွေအံကစားဝါဒနာကြီးသောကောရပြမင်းနှင့်လောင်းကစားခြင်းဖြင့်ရယူရန်အကြံရရှိလေသည်ထို့သို့ကြွေအံအလောင်းအစာပြူရာတွင်မင်းကြီးသည်ရွှေငွေအစာရှိသောယတနာတို့ဖြင့်ပြည့်စုံနေပြီဖြစ်၍ဝေပုံလတောင်ထိပ်ရှိမနောမယပဒမြားကိုလောင်းကြီးထရန် ဆုံးဖြတ်လိုက်သည်ထိုပဒမြားကိုဂုံမန္တဘီလူတထောင်တို့က စောင့်ရှောက်ကြလျက်ရှိသည်ပုံနာကသည် ထိုဂုံမန်ဘီလူတသိန်းတို့ကို အမျက်ထွက်၍မျက်စောင်းထိုးလိုက်ဟန်ပြူကာထိုဘီလူတို့ကြောက်လန့်ကပြေကုန်ကြသည် ပုံနာကသည် မနှောမယပဒများကိုယူဆောင်၍ကောင်းကင်ခရီးဖြင့်ကောရပြမင်းကြီးဆိုးဆန်းရာ အိန္ဒပဒနဂိုပြည်သို့ရောက်သောအခါကက်စီအမည်ရှိလူလင်အသွင်ဖြင့်ကောရပြမင်းထံဝင်ရောက်လေသည်မင်းကြီးအားကြွေအံကစားရန်တောင်းဆိုသောအခါမင်းကြီးကလောင်းကြီးကိုမေးသည် ပုံနကသည်မိမိ၌ပါလာသောဗဒများနှင့်တိန်တော်မြင့်တို့ကိုလောင်းကြီးတင်ပါမည်ဟုဖြေကြသည်ထိုအခါမင်းကြီးက မိမိ၌ဤသို့ဗဒမများနှင့်တိန်တော်မြင်းတို့များစွာရှိကြောင်းဆိုလေသည်ကစီလွလင်အတွင်ဆောင် ပုံနကသည်မနှောမယမြင်းကိုစီးပြီးမြို့ရိုးပေါ်ဆိုင်းနေလေသည် ခုနှစ်ယူဇနာအကျယ်ဝန်းရှိသော အိနာပဒနဂိုမြို့ကိုပတ်၍ဆိုင်းရာမြန်လွန်းလာသည်ဖြင့်မြို့တော်ဝတ်မှာမြင်းများဆက်၍စီးနေတကယ်တို့ထင်ရပြီး ကစီးလွန်လင်ဤခါကျိုးအနီကိုသာလျင်မိစာကိုကင်၍လှဲ့တကဲ့သို့ထင်မြင်နေရသည်တပ်ဖန်မြို့တွင်ဥယျင်တစ်ခုရှိ ရေကန်ပေါ်၌ခွာကိုရေမစုတ်ဖဲဘယ်ညာခောက်တုံခောက်ပြန်စီးပြသည်ထို့နောက်ကြာပဒုံမှာရွက်ပေါ်၌တွားစီပြီးသောလက်ခုပ်တီး၍လဝါခင်းထရာ မြင်းသည်လဝါပြင်ပေါ်၌ရက်နေလေသည်ဗဒမ ्या ဤအစွမ်းကိုဆက်၍ပြသာပြန်သည်ဗဒမ ्या ဤအယောင်တွင်၌မိမယောက်ျားပြန်ဝဲမြူးထူးသွားလာနေကြသောတာငှက်အပေါင်းစစ်အင်္ကာလေးပါစစ်ထွက်စစ်ခင်းကျင်းပါဟန်မြို့အင်္ကာအဆောက်အုံများယဟန်းရှင်လူအစုံတူရိယာများငားလိမ့်စသည်တို့ဖြင့်တန်စားစင်သောရေကန်တောတောင်ရေမြေသမုတ်တရားတာဝရင်သာယာမတုတိသာနေမာနရတီ ပရနိမ့်မီတာဝတ္တဝတ္တိနှစ်ပြည်နှင့်တကွာရှုခင်းအစုံတို့ထင်ဟပ်နေသည်ကို တွေ့မြင်ရလေသည်။မင်းကြီးသည်ထို့သို့တိန်တော်မြင့်နှင့်ဗဒမြားတို့၏ထူးဆန်းအံ့ဖွယ်ရာများကိုတွေ့မြင်ရသောအခါသဘောတူသည်။ထိုအခါပုံနကက မင်းကြီး၏လောင်ကြီးကိုမေးသည်။မင်းကြီးကမိမိကိုမိဖုရားကြီးနှင့်ထီးနှံမှအပကြံလိုသမျှကို ပေးမည်ဟုသဘောတူသည်။နှစ်ဦးသဘောတူညီချက်ရပြီးသောအခါ မြစ်စာမင်းတုဒါတနာမင်းမတ္တရိမင်းကေကကေဘီမင်းစာတော်မင်းအပေါင်းတို့အားတက်သေးထား၍ကြွေအံကစားလေသည် မင်းကြီးသည်အံတချင်းကိုတီဆိုလျက်အံရဲတို့ကိုလက်ဖြစ်ပြောင်းပြန်သုံး၍ကောင်းကင်သို့ပြစ်လိုက်သည် ပုံနဂါဤအာနုဘောကြောင့်မင်းကိုရှုံးစီလျက်ကြာလာသည်တို့တော်မင်းကြီးသည်အံအတက်နိုင်လိမ့်မာသဖြင့်အံရွဲအကြတွင်မိမိရှုံးမြီကိုတွေ့၍ ငွေအင်ပြင်ပေါ်သို့မကြမီကောင်းကင်၌ပင်အံများကိုဖမ်းယူလေသည်ထို့သို့အချိန်ချင်းပြုတ်နေသည့်အကြောင်းကို ပုံနကသည်ကြည်တော့မင်းကြီးဤကိုဆောင်နတ်သမီးဤတကိုးဖြစ်သည်ကိုသိရှိရလေသည် ုံနကလည်းနတ်သမီးကိုအမျက်ထွက်တဲ့ကဲ့သို့ပြုတ်၍မျက်စောင်းထိုးလိုက်ရာနတ်သမီးသည်ကြောက်လန့်၍ပြေးလေသည်ဤသို့ဖြင့်ကြွေအံကိုဆက်လက်ကစားရာမင်းကြီးရှုံးလေသည်ထိုအခါပုံနကသည်မင်းကြီးထံမှလောင်ကြီးအဖြစ်ဖျားလောင်ဝိဓူရသူခမိန်ကိုတောင်းလေသည် မင်းကြီးသည်ကြွေအံမကစားမီက မိမိကိုမိဖုရားထီနန်းတို့မှတပါးလောင်းကျေးပြူထားခြင်းဖြစ်ကြောင်းဖုရားလောင်းဝိတူရာသူခမိန်သည်လည်းမိမိအစိုးရသောယတနာတို့နှင့်မနိုင်ရှင်သာ မိမိကိုပင်ဖြစ်သောကြောင့်လောင်းကျေးဥစ္စာမဖြစ်၍မပေးလိုကြောင်းဆိုသည်ပုံနဂသည်မိမိနှင့်မင်းကြီးတို့အငင်းအခုံပြူနေလျင်ကြားတော်မူဖြစ်၍ဖုရားလောင်းဝိတူရာသူခမိန်၏အဆုံးအဖြတ်ကိုသာရယူတင်ကြောင်းဆိုသည် မင်းကြီးလည်းဝမ်းမြောက်ဝမ်းသာဖြစ်ကတရတပါသောမင်းတို့ချမ်းရလျက်ပုံနကားနှင့်အတူဖျားလောင်းဝိဒူရသူခမိန်တရားဆုံးဖြတ်ရာသဘင်သို့လှင်မြန်စွာသွားကြလေသည်ပုံနကားနှက်ပြီလူကဖျားလောင်းဝိဒူရသူခမိန်အားအကြောင်းစုံကိုပြောဆိုလေသည်ဖျားလောင်းဝိဒူရသူခမိန်ကလောက၌ရှိသောအိမ်ပေါက်ကျုံအဥ္စာဖြစ်ဝဲသောကျုံသူခါစားကျုံနှင့်တုံပန်းကျုံတို့အနက်မိမိသည်မင်းခါစားဖြစ်၍သူခါစားကျုံပင်ဖြစ်သည်မင်းကြီးပြုလိုရာကိုပြုထိုက် ည်ဟုဖြေကြားလေသည်ထိုအခါမင်းကြီးကမိမိသည်ဝိဒူရသူခမိန်အားဆွေမျိုးသဘောထားပါလျက်၎င်းကကျွန်ဟုမင်းပရိသတ်အလယ်၌ဖြေသည်ကိုလွန်စွာစိတ်ဆိုးလေသည် ထို့ကြောင့်ပုံနကအားဖျားလောင်းဝိဒူရသူခမိန်အားအလိုရှိရာအရက်သို့ခေါ်ဆောင်လေတော့ဟုဆိုသည်မင်းကြီးသည်ဤသို့ဆိုပြီးနောက်တဖန်အကြံရပြန်သည်ဖျားလောင်းဝိဒူရသူခမိန်မရှိသည့်နောက်၌မိမိအားตายาတော့တရားစကားဟောပြောမိသူမရှိပေ တို့ပါ၍ဝိဓူရာသူကမိန်မသွားမီအိညာထောင်ချင်းနှင့်ပတ်သက်သည့်ပြဿနာ၅ရပ်ကိုဟောကြားခဲ့ရန်ဆိုလေသည် မင်းကြီးမေသောအိညာထောင်ချင်းပြဿနာ၅ရပ်မှာအိညာထောင်သောဤလောက၌ဘေးမရှိသောအတ္တမွေးခြင်း တကြိုခြင်းတရားသည်မြည်တို့ဖြစ်ရသည်။ကြောင်းကြဆင်းရဲခြင်းသည်အဘဲကြောင့်ဖြစ်ရသည်။တစ္ဆာဆောင်ခြင်းအလေသည်အဘဲကြောင့်ဖြစ်ရသည်ဟူ၍ဖြစ်သည်။ဖျားလောင်းဝိဒူရာသူခမိန်ကဤလူပောင်တွင်အိမ်ယာထောင်ကြသူတို့သည်သူတပါတို့ဤမယားကိုမပြင်းမအံ့နေတိုင်းမပြတ်ငါးပါးတီလာကို အကျိုးမပြတ်အောင်ဆောင်ရာဤအိမ်အောင်ပြုရမည်ကျင့်ဝတ်တရားများကိုမင်းတို့ဝိတရားကိုပြေစုံစေရမည်။ ကုသိုလ်ကောင်းမှုတို့၌မမေ့မလျော့ပြုရမည်ခတ်သိမ်းသောအမှုတို့၌ပညာဖြင့်ဆင်ခြင်ရမည် မာနထောင်လွှားခြင်းမပြုနှိမ်ချခြင်းဖြင့်သူတော်ကောင်းတို့ဆုံးမရာကို나ယူခြင်းစောင်းမြောင်းညူဆိုမှုမရှိခြင်းလှူဒန်းပေးကမ်းခြင်း၌တွန့်တုံမှုမရှိခြင်းချစ်ခင်နှစ်လိုဝဲသောစကားဆိုခြင်းကိုဤနူးညံ့ခြင်းစိတ်ဤနူးညံ့ခြင်းတို့ဖြင့်လည်းပြေစုံရမည်စသည်ဖြင့်ကောင်းစွာကျင့်အပ်သောတရားများကိုအကျယ်တဝန်းရှင်းလင်းဟောကြားလေသည် ဝိတူရာသူခမိန်သည်မင်းကြီးအားပြက်တနာကိုဖြေပြီးလျင် တရားဟောပလင်မှဆင်း၍မင်းကြီးကို ရှ िख ိုးလျက်တင့်ရာအယံ၌နေလေသည်မင်းကြီးသည်ဖျားလောင်းသူခမိန်အားကြီးစွာသော ပူဇော်တက္ကာရာပြုပြီးလျင်တရားတပါသောမင်းအပေါင်းချမ်းရလျက်နန်းတော်သို့ဝင်လေသည်ထိုအခါပုံနကသည်ဖျားလောင်းဝိဒူရာသူကမိန်အားမိမိနှင့်လိုက်ပါရန်ခေါ်လေသည် ဝိတူရာသူကမိန်ကမိမိဤအိမ်တွင်နှစ်ရက်သုံးရက်မြနေပြီးတာမယာတို့ကိုဆုံးမပဲ့ပြင်းချင်းဆောင်ဆိုင်ရဆိုလေသည်ပုံနကသည်သဘောတူညီခွင့်ပြုခဲ့သည်ဖြင့်ဝိတူရာသူကမိန်သည်မိမိဤမယာအနောစာတာဓမ္မပါလာချွေးမစီတာနှင့်တာသမီအပေါင်းတို့ကိုခေါ်တွေ့ပြီး မိမိသည် ပုံနကားနှင့်လိုက်ပါရတော်မီအကြောင်းကိုပြောပြကနေထိုင်ကြင်ကြံအပ်သောတရားများဟောပြောဆုံးမလေသည်အိမ်သားအလုံးတို့ငိုကြွေးပူဆွေးကြလေသည် ထို့သောတာမယအချွေအယံတို့အားသုံးရက်တိုင်းဆုံးမပြီးနောက်မင်းကြီးထံသို့ဝင်ရောက်ခါစားလေသည် မင်းကြီးအားရှ िख ိုးဖူးမြော်လျက်ခွင်ပန်းကပုံနဂားနှင့်အတူ လိုက်သွားပြီးပြည်သူပြည်သားအပေါင်းနှင့်အိမ်သားတို့ငိုယိုကြလေသည်ဖျားလောင်းဝိဒူရာဒုက္ခမိန်သည်တင်္ခါရတရားကိုဟောကြားကကောင်းမှုကုသိုလ်သာမမေ့မလျော့အားထုတ်ကြရန် ဆုံးမဟောကြားနှစ်သိမ့်လေသည် ဖျားလောင်းဝိဒူရာဒုက္ခမိန်သည်ပြုပွဲကိစ္စအရရတို့ပြီးဆုံးသောအခါပုံနဂသည်ဖျားလောင်းဝိဒူရာကိုခေါ်ဆောင်သွားသည်ပုံနဂသည်ဖျားလောင်းဝိဒူရာအားတွားရမည်ခရီးဝေးသည်ဖြင့်၎င်း၏မြင်းအမီကိုဆွဲလိုက်စေသည်ဖျားလောင်းဝိဒူရာဒုက္ခမိန်လည်းဝတ်လဲတော်ပစိုးကိုအတိတ်တန်ဖြစ်ဝတ်ပြီးလျှင် မြင်းမီးထူပေါ်တက်ပြီးတော့လက်နှစ်ဖက်ဖြင့်အမီးကိုမြဲစွာကန်၍ခြေနှစ်ဖက်တို့ဖြင့်မြင်းဤပေါင်းနှစ်ဖက်တို့၌ချိတ်ပြီးလိုက်ပါသွားလေသည်ပုံနကသည်ဝိဒူရာအားဤသို့ခေါ်ဆောင်သွားခြင်းဖြင့် အကျိုးမရှိနိုင် ဟိမဝနာတောင်၌တောင်တပင်ခြုံတူးထက်ရာတောင်ကြားတပင်များကြားမှခေါ်ဆောင်သွားပါက တစ်ခတ်ဆူညောင်းတို့ထိခိုက်မိကဝိဒူရသိမည်ထိုအခါမှာနှလုံးကို ထုတ်၍နဂါးပြည်သို့ပြန်ရန်ကြံရွယ်လေသည်ကြံရွယ်သည့်အတိုင်းပြုတော်လဲဝိဒူရဒုက္ခမိန်သည်အမျက်ထွက်ခြင်းမရှိမြတ်တာတော်သီလတော်တစ္ဆာတော်အဆက်ဆက်သော ကုသိုလ်ပါရမီတော်အာနုဘောအစွမ်းဖြင့်တောင်ကန်းတပင်တို့သည်ဖျားလောင်းဝိဒူရ၏ကိုယ်တော်ကိုမထီပဲရှိသည် ပုံနကသည်ဝိတူရသေးပြီးအမတ်နှင့်ပြန်ကြည့်သည်ရွှေကြီးမုံကဲ့သို့ရွှင်လန်းကြည်လင်သောဖျားလောင်းဝိတူရ၏မျက်နှာတော်ကိုမြင်ရလျင်သုံးချိန်တိုင်းမြင်းကိုဆိုင်းနှင်ပြန်သည်သို့သောဝိတူရမသေးသည်ကို ပုံနကမြင်လျင်ဒေါသထွက်ခေါကောင်းခင်၌ပြင်းလှစွာသော လေဟုံအတွင်ဆိုင်းနှင်ပြန်သည်ဖျားလောင်းဝိတူရ၏အာနုဘောကြောင့်လေဟုံသည်နှစ်ချမ်းကွဲလေသည် လေတင်တုံးတို့ခုနှစ်ကြိမ်တိုင်းတိုင်းနှင်ပြန်သည်လေတင်တုံးသည်လည်းနှစ်ချမ်းခွဲလေသည် ထိုအခါပုံနကသည်ဖျားလောင်းဝိတူရာအာကာလာဂီရီတောင်သို့ဆောင်ယူလေသည်ကာလာဂီရီတောင်ထိပ်သို့ရောက်သောအခါပုံနကသည်ကြောင်းမတ်ဖွဲ့ဘီလူးအတွင်ဖန်ဆင်းလေသည်ဝိဒူရာသူခမိန်အားပတ်လက်လဲစေပြီး အထက်ဆွဲအောက်ဆွဲတို့ဤအကြား၌ထားပြီးလျင်ဝါးစားမြေကဲ့သို့ပြုလုပ်သည်ဖျားလောင်းသူကမိန်သည်ကြောက်လန့်ခြင်းမရှိ၍ချင်းသိအတွင်မှုံယိုသောစင်အတွင်ကြီးစွာသော မွေအတွင်ဖြင့်ချောင်းလန့်ပြန်တော်လဲဖျားလောင်းသူကမိန်သည်စိုးစင်းမြကြောက်ရွံ့ခြင်းမရှိပေထိုအခါပုံနကသည်လေပြင်းတိုက်ခိုက်စေပြီးတောင်ကိုလှောက်ခါစေခြင်းတောင်ခေါင်းထဲမှဝိဒူရာနှလုံးကွဲစေသောအတန်ဖြင့် ပဲ့တင်ထမြဩခြင်းဘီလူးအသွင်တွန်းထိုးလှုပ်ရှားလျက်တောင်ထိပ်ပေါ်၌လူးလာခောက်ပြန်ပြူပြန်သည်သို့သောဝိဒူရာသည်မသေးသေးသဖြင့်ပုံနဂသည်ဖျားလောင်းဤဥကောင်ငိုက်ဆိုင်ကန်၍တောင်ထိပ်သို့တက်ပြီးအထက်ကောင်းကင်သို့လွှတ်လိုက်လေသည် ရားလောင်သည်ကောင်းကင်မှဝါကုန်းစုကြတဲ့ကဲ့သို့15ယူဇနာချားရအရက်တို့ကြလေသည် ထိုအခါပုံနကသည်ခြေကကိုင်းပြီးလျင်ကောင်းကင်တို့ပြစ်ပြန်ရာယူဇနာ30ချားသောအရက်၌ဖျားလောင်ကြလေသည်ဖျားလောင်မတည်သေးသည်ကို တွေ့၍ယူဇနာ60တိုင်အောင်လွန့်ပြင်းပြန်တော့လေမတည်ပဲရှိနေသဖြင့်စောက်ထိုးဆွဲကင်ထားပြန်သည် ထိုအခါဖျားလောင်ဝိဒူရာတကမိန်ကမိမိအားမြည်သည့်အကြောင်းကြောင့်တေးစီလိုသည်နီတင်သည်ကြမ်းကြုံရက်ဆက်လာသည်မိမိ ည်သေးလျင်မြီးတို့အကျိုးရှိမည်နီအဘယ်မြီးတော့နှက်ဖြစ်တနည်းဟုမေးလေသည် ပုံနကဘလူးကလည်းမိမိသည်ပုံနကဘလူးဖြစ်ပြီးနဂါမင်းသမီးကိုလက်ထပ်လို့သဖြင့် မေတော်ဝိမလာဒေဝီအလိုရှိသောတင်းဤနှလုံးကိုရယူရန်အတွက်တတ်လိုခြင်းဖြစ်ကြောင်းပြောပြလေသည်ဖျားလောင်းဝိဒူရာကနဂါမင်းဝဒုနာသည်မိမိဤတရားကိုနာခဲ့ဘူးသဖြင့်နဂါမီပြားသည်လည်းတရားနာလို့ရသောပရိယေဖြစ်ပြောခြင်းဖြစ်သည်ကိုသိရှိလေတော်သည်ဖျားလောင်းဝိဒူရာလည်းပုံနဂါအားနှလုံးသားကိုအမှန်ပင်ယယူလိုပါလျင်သူတော်ကောင်းအပေါင်းလိုခြင်းအပ်သောတည်အပ်သော တာတုနရတရားကိုဥစွာနာကြားရန်ပြောကြသည် ပုံနကလည်းတာတုနာတရားကို နာလိုသဖြင့်ဖျားလောင်အားချီ၍တောင်ထိန်နိုင်နေရစီစဉ်လေသည်ဖျားလောင်သည် ကိုလက်တန့်စင်ပြီးလေးပါးသောတာတုနရတရားကို ဟောကြားလေသည် ထိုလေးပါးကိုဆိုခြင်းမှာအကျဉ်သူသည်မတိကျွမ်းလျင်မိမိအားနေရပေးခြင်းခဲပွဲဘောစဉ်တည်ခြင်းစသည်အဲ့ဝေပြုခဲ့လျင် ထိုသူအားမိမိသည်လည်းကျေးဇူးတုံ့ပြန်ရမည် ထိုသူအားစိတ်ဖြစ်ပင် ပြမခြင်းမပြုအပ် ်တစ်ပင်ရင်းနိုင်ခိုးလုံးအိတ်ဆက်ဘူးကရင်းတစ်ပင်ဤအကျိုးပျက်စီးရာကိုမလုံဆောင်ရတကယ်တို့မိမိဤအဆွေခင်မုန်းကိုမပြင်းမအပ်ပေရုံမာသောမိန်းမတို့သည်မာယာဖြင့်ဖျားယောင်းသည်ကိုအကောင်းထင်၍ရမတ်စိတ်ဖုံးလွှမ်းကမစင်မခြင်းမိန်းမအလိုရှိတိုင်းလာ၍မပြူအပ်အကယ်၍မစင်မခြင်းမိန်းမအလိုတို့လိုက်ပါက အကျိုးမရှိပင်မန်းကာများရှိတတ်ချေသည်ဟုဖြစ်သည်တရားလေးပါးကိုဟောပြီးနောက်ပုံနဂါအားဤတရားလေးပါးနှင့်ပြည့်စုံစေလောဟုဆိုလေသည် ပုံနဂါဘီလူလည်းဖျားလောင်းဤတရားလေးပါးကိုနာကြားရပြီးနောက်မိမိသည် သူခမိန်ဤအိမ်၌၂ရက်၃ရက်နေဘူးဤ ထမင်းအဖျော်စာသည်ကိုလည်းစားသုံးခဲ့ဘူး၏ဖျားလောင်းဝိတူရာသည် မပြင်းမအပ်သောအဆွေခင်မုံမှတ်ပေသည်ဟု တွေးတော်ပြောဆိုကဖျားလောင်းဝိတူရာအားနေအိမ်သို့ပြန်ပို့မည်ဟုဆိုလေသည်ဝိတူရာလည်းနဂါမီ၏စီစဉ်ကို မြင်တွေ့ဘူးလို့၍နဂါပြည်သို့ပို့ဆောင်ပေးရန်ဆိုလေသည်ပုံနဂါကရန်သူရှိရာနဂါပြည်သို့မသွားသင့်ကြောင်းပြောဆိုလေလျှင် ဖျားလောင်းဝိတူရာသူခမင်းကနဂါမင်းအားတရားသဖြင့်နုညံ့စေလိုကြောင်းရှင်းလင်းပြောဆိုသောအခါတွင် ပုံနဂါကလည်းဖျားလောင်းဝိတူရာအားတိန်တော်မြင်းပေါ်တင်ဆောင်ခဲ့လေသည်နဂါပြည်သို့ရောက်သောအခါနဂါမင်းကပုံနဂါအားဖျားလောင်းဝိတူရာနှလုံးကိုယူဆောင်ခိုင်းတော်လဲဝိတူရာကိုသာခေါ်ဆောင်ခဲ့ခြင်းကြောင့်အဖြစ်တင်စကားဆိုသည်ပုံနဂါနှက်ပြီးလူသည်မိမိသည် ဝိဒူရာထံမှတရားရတဲ့ကဲ့သို့မင်းကြီးလဲတရားနာကြစီလို့၍ခေါ်ဆောင်လာကြောင်းပြောကြားလေသည် နဂါမင်းကဝိဒူရာအားတေးရမီကိုကြောက်၍မိမိအားမရှိခိုးပဲတွေးဝေနေသလိုဟူမေးမြန်းသည်။ဖျားလောင်းဝိဒူရာတုကမင်းကခတ်သိမ်းသောတတဝါတို့သည်မိမိတတ်ရမည်သူမိမိကိုတတ်သောသူအားရှင်မခိုးအပ်ပေဟူဖြေဆို၏။ထို့နောက်ဖျားလောင်းဝိဒူရာတုကမင်းသည်မင်းကြီးသည်ဤနိဗ္ဗာန်ကိုမိတို့ကြောင့်ရရှိသနည်းဟူဆိုသည်။နဂါမင်းကမိမိရှေးကပြုခဲ့ဘူးသောကုသိုလ်ကြောင့်ရခဲ့ပါသည်ဟူပြန်လည်ဖြေဆိုသည်။ ဖျားလောင်းဝိဒူရာလည်းမင်းကြီးအားရှေးကပြုခဲ့သော ကုသိုလ်ကြောင့်ဤဘုံဗိမ္မာစည်းစိမ်ကိုရရှိ၏ထို့သောကောင်းမှုအကျိုးကိုတည်တော်မူလျင်မမေ့မလျော့တရားကိုသာကျင့်တော်မူရန် ထို့သောကျင့်တော်မူလျင်နောင်ဘဝမှာလည်းယခုကဲ့သို့ပင်ဘုံဗိမ္မာစည်းစိမ်ကိုရရှိမည်ဟုဆိုလေသည် အမျက်မထွက်သီးခံခြင်းခန်းဤချစ်ချင်းမေတ္တာပွားများခြင်းဖြင့်ဤပုံပိတ်မှန်အထက်နှက်ပြီသို့ရောက်ရှိနိုင်ကြောင်းချစ်ချင်းမေတ္တာသည်မြတ်ကျောင်းတို့ကို ဟောကြားလေသည်နဂါမင်းလည်းဖျားလောင်းဝိတူရာ၏တရားကို နားကြားရသဖြင့်စိတ်နှလုံးကြည်နူးရှင်လန်းခဲ့ပေသည် ထို့ကြောင့်ဖျားလောင်း၏တရားကိုနားလိုစိတ်ပြင်းပြနေသော မိဖုရားဝိမလာဒေဝီဤနေရာပိတ်မှန်သို့ဖျားလောင်းဝိဒူရာအားခေါ်ဆောင်သွားပြီးဝိဒူရာသူကမိန်လည်းကုတော်ဤအကျိုးကြောင့်ယခုဘုံမိန်မှန်တွင်စံမြန်းရတဲ့ကဲ့သို့ဘဝပြောင်းခဲ့ရသောနတ်ပြည်စည်းစိမ်ကိုခံစားလိုကမေတ္တာတည်းဟူသောတရားကိုကျင့်ရန်ဟောလေသည်ဤသို့ဖျားလောင်းဤတရားစကားကိုကြားရလျင်ဝိမလာဒေဝီသည် အာရကျေနှက်လွန်၍ဒုက္ခမိန်ဤနှလုံးတည်းဟူသောတရားကိုနာလိုခြင်းအာတာပြေငြိမ့်ခဲ့လေသည် ်ထိုအခါဝိဒူရာသူကမိန်သည်နဂါမင်း၏စိတ်ထားအမှန်ပင်နူးညံ့မှုရှိမရှိကိုသိလို၍မိမိ၏နှလုံးကို ကိုယ်တိုင်လှီးဖြက်၍ပေးမည် အသားကိုလိုလျင်လဲအသားကိုလှီးဖြတ်ပေးမည်မင်းကြီးအလိုရှိရာကို ထုတ်ပေးမည်ဟုဆိုသည် မင်းကြီးကပညာရှိသူတို့၏နှလုံးသည်ပညာသားလျင်ဖြစ်ပြီးသူခမိန်၏တာယာနာပြောပွဲတရားဟောခြင်းပညာသည်ဟူသောနှလုံးကို ကြားနာရ၍အလွန်နှစ်သက်ဝမ်းမြောက်သဖြင့်အခြားမလိုတော့ဘီဟုဆိုလေသည်နဂါမင်းကြီးသည်မိဖုရားကြီး၏အလိုအလုံးစုံကိုပြည့်စုံစေခဲ့သောပုံနဂါအား ။တမီးတော်ဣယံတဒီကို စောင်းနှင်းလက်ထပ်ပေးတော်မူသည်။ဒုက္ခမိန်အားအိန္ဒန်နဂိုပြည်သို့ ပြန်ပို့စေသည်။ပုံနကသည်လည်းဝိတူရာဒုက္ခမိန်အားကျေးဇူးတုံ့ပြန်သောအဖြစ်မနောဟရဗဒမြားကိုပေးလေသည်။ထို့နောက်ပုံနကသည်နဂါမင်းနေမိပြားတို့အားခွင့်ပန်ပေးလျင်ဖျားလောင်းဝိတူရာအားမနောမယမြင်ပေါ်မိမိ၏ရှေး၌တင်၍ကိုရီတိုင်းသို့ပြန်ပို့လေသည်။ ဖျားလောင်းဝိဒူရာပြန်ရောက်မည်နေ့တွင်ကောရပြမင်းကြီးသည်မိမိ၏နန်းတော်တကားဝါ၌ရှိသောအခက်အလက်အသည်အခိုင်နှင့်ပြည့်စုံသောတပင်ကြီးမှစင်မြင်းနွားတို့ဖြင့်ဖုံးလွှမ်းနေတော်လဲရဲရဲနေသောပဆိုးပန်းတောင်းတို့ကိုဝစ်စင်ထားသည်ကြမ်းတမ်းသောသူတို့ဦးက အရင်ကဖျက်ယူပြီးနောက်နေရဟောင်းတွင်မူလပကတိအတိုင်းစိုက်ထားခဲ့သည်ဟု အိမ်မက်မက်လေသည်နတ်နတ်သူရောက်သောအခါဖျားလောင်းဝိဒူရာသူကမိန်ပြန်ရောက်လာခြင်းကြောင့်အိမ်မက်မက်ဒီကိုတရှိရလေတော့သည်ထို့ကြောင့်တပြီလုံးတန်စားစဉ်ကဖျားလောင်းဝိဒူရာအမန်အားကြိုးဆိုကြသည်ဝိဒူရာအမန်လည်းနဂါးပြည်သို့အသွားတွင်ပုံနဂါး၏ရက်ဆက်မှုများနဂါးပြည်သို့ရောက်ရှိခဲ့သောအခါတရားဟောခဲ့သည်များပုံနဂါးအမတ်ကမနောဟရဗဒမြပေးလိုက်ကြောင် အလုံးစုံပြန်လဲပြောဆိုလေသည်ထို့နောက်ပုံနကပေးလိုက်သောမနောဟရပဒမြားကိုမင်းကြီးအားဆက်သားလေသည်မင်းကြီးလည်းဝမ်းမြောက်တော်မူလာသဖြင့်ဘေးတင်သူဖန်းစည်းထားသူတားငန်ဆသည်တို့ကိုလှူစေသည် အလုတ်အကိုင်းအယောင်းအဝဲများကို ရန်နာစေပြီးပွဲသပင်များကျင်းပပေးသည်ဖျားလောင်းဝိတူရာအားလက်ဆောင်အမျိုးမျိုးဖြင့်ပူဇော်စေလျက်တလတိုင်းတိုင်းပွဲသပင်ကျင်းပလေသည်ဖျားလောင်းသူခမိန်သည်တလပတ်လုံးပွဲသပင်ကာလာပြီးဆုံးသောအခါရှေနီတူမိမိဖုရားအစာပြည်သူအပေါင်းတို့အားတရားဟောမြဲဆုံးမပေးမြဲအတိုင်းဒါနာသီလစသည်တို့ဖြင့်အဆုံးအမပေးတော်မူသည်အတ္တဤအဆုံး၌ကောင်းမှုပြုသူတို့ဤလာရာ တာဝရင်သာနတ်ပြည်၌ဖြစ်တော်မူလေတော်သည် ဒီကနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့ဇတ်တော်ကြီးဆယ်ပွဲတဲကဝိတူရာဇတ်တော်ရဲ့အကြောင်းပဲဖြစ်ပါတယ်ရှင်။ကျမတို့ရဲ့တိန်ကတုသမီ channel လေးကနေတုတ္တရတ္တရပွဲရာစာအုပ်စာပေမျိုးစုံကိုနေ့စဉ်ဖတ်ရှုပေးလျက်ရှိပါတယ်။ဒါကြောင့်မို့ကျမတို့ရဲ့ channel လေးကို like and subscribe ပြုလုပ်ထားပေးဖို့တောင်းဆိုပါစေရှင်။နားဆင်ပေးကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။